okay အဲ့တော့ဆရာကဒီကဘာပြောပါလဲဘာအကြောင်းလေးတင်ပါလဲဆိုအင်္ဂလိပ်စာမှာအရေးကြီးရဲ့ preposition ပေါ့နော် preposition ဆိုတာမြန်မာစကားမှာတော့ we back ပေါ့မြန်မာစကားမှာပါတယ် we back ပါဆရာ we back ပေါ့နော် we back ဆိုတာကျတော့ဘာလေးတွေလဲဆိုတော့နေရာပြပုတ်ကလေးတွေပေါ့နော်နေရာပြပုတ်ကလေးတွေ we back ရဲ့အတုကဘာလုပ်တယ်လဲဆိုလို့ရှိရင်အာ link လုပ်ပေးတာပေါ့ချိတ်ဆက်ပေးတာပေါ့ဘာလုပ်ပေးရလဲချိတ်ဆက်ပေးရပါဆရာ link လုပ်ပေးတာချိတ်ဆက်ပေးတာပေါ့ we back ဆိုတာအဲ့တော့ we back တွေဟာ ဘာလို့ဒီ preposition ကိုကျွန်တော်သင်ရမလဲလို့ပြောလို့ရှိရင်တော့ wh ရာကြီး where ဆိုတဲ့နေရာကိုပြောတဲ့မေးခွန်းတွေအကြောင်းဖြေဖို့ဥပမာ where do you live ဒီမှာနေလဲဆိုရင် i live in ပြည်ပေါ့ကျွန်တော်ပြည်ပါနေတယ်ဒါဆိုရင်အဲ့ဒီပြည်ဆိုတဲ့မြို့ရဲ့ရှေ့မှာ in ထည့်ထားတယ်အဲ့ဒီ in တွေကအဲ့ဒါ preposition ပေါ့အဲ့တော့နေရာပြပုတ်တွေပေါ့ where is your phone ဆိုတာ my phone is on the table ငါဖုန်းကတော့စပွဲပေါ်မှာကွာအဲ့အပေါ်မှာဆိုတဲ့ကောင်တွေကနေရာပြပုတ်ပြောချင်တာ preposition လေးတွေဟာ ပွဲဆိုတဲ့မိကုံးရယ်နောက်ကဟွမ်းပေါ့ when do you go to school မိကျောင်းကိုပြောချင်းသွားလဲ i go to school ဟလာ at 7 am in the morning မနေ့ခုနှစ်နာရီသွားလဲဆိုတော့မရှိမှ ats ဆိုတာထည့်သွားတယ်အဲ့ဒါ preposition ပေါ့အဲ့တော့ပွဲကုန်းနေဟွမ်းမိကုံးနေဖြေဖို့နောက်တစ်ခါ how long ဘယ်လောက်ကြာလဲဆိုတဲ့မိကုံးတွေကိုမေးတဲ့အခါမှာဖြေဖို့ပြီး how မိကုံးရောပါတယ် how မိကုံးเนาะ how မိကုံးတွေကိုဖြေဖို့စသဖြင့်အဲ့ဒီလိုမျိုးမိကုံးတွေကိုဖြေဖို့အတွက်ဆရာတို့ကဘာလုပ်ရတာလဲဆိုလို့ရှိရင်ဒီ preposition ကိုသင်ရတာဖြစ်တယ် အဲ့တော့ preposition ဘာလို့သိရမလဲလို့ပြောရင်ဒီဆရာတို့ G12 တွေမှာမေကွန်းနေမေကွန်းဖြည့်ဖြည့်ရမှာပေါ့လေနော်မေကွန်းဖြည့်တွေဖြည့်ရဆရာမေကွန်းဖြည့်တွေဖြည့်ရခါကျရင် where ဆိုတဲ့နေရာမေကွန်း when ဆိုတဲ့အချိန်ကိုပြတဲ့မေကွန်း how ဆိုတဲ့ manners ကိုပြတဲ့မေကွန်း how long ဆိုတဲ့ကြာချိန်ကိုပြတဲ့မေကွန်းတွေပေါ့အဲ့ဒါတွေကိုဆရာတို့ဖြည့်ဖို့အတွက်ပါပြီးရင်ဒီ preposition ရဲ့နောက်ကဘာလိုက်တယ်လို့မြင် now လိုက်တယ် preposition နောက်ကဘာလိုက်လဲ now လိုက်ပါရဲ့ဆရာ နောက်လိုက်တယ်နော်ဒီ preposition ရဲ့နောက်ကအမြဲတမ်းနောက်လိုက်ရမယ်အဲ့ဒါမှတ်ထား preposition ရဲ့နောက်ကနောက်လိုက်ပါတယ်နော်မှတ်ထားမယ်ကဲဟုတ်ပြီအားဆိုရင်ဆရာတို့ဆက်ကြည့်အောင်ဒီအလေးကိုဆရာကဗျာလေးနဲ့လုပ်ပေးထားတယ်ပေါ့နော်ကဗျာလေးနဲ့ဟိုမှတ်မိလွယ်အောင်မှတ်မိလွယ်အောင်နော်ကဲဟုတ်ပြီအဲ့တော့ဆရာကဒီတစ်ခေါက်ပြောပြ in on to from at နော် in on to from at for with of နဲ့ near at beneath below before by between beyond beam ထိုင် during over outdoor lane inside bima ni within without t and t under upon through party against after across okay against after across preposition မှာလိုက်တော့အဲ့တော့အကုန်တော့မဟုတ်သေးဘူးပေါ့ preposition ကအနည်းတော့အနည်းဆုံး50ကျော်60နီးပါးလောက်ရှိတယ်ဒါလေးမှာကြ བྱ ားထဲမှာမပါတဲ့ကောင်လေးတွေက point တို့ ass တို့ besides တို့ as soon as တို့ due to တို့ about တို့ sin တို့ on top of တို့เนาะဒါလေးတွေကတော့ကြပြားထဲမှာမပါဘူးဒီစကားလုံးလေးလည်းသိရမယ်အဲ့တော့ကြပြားထဲအကောင်တွေပြန်ပြောမယ်ဆို in in ဆိုရင်ကျွန်တော်ကနေရာပြဖို့ပဲဟုတ်ပြီเนาะဟိုဆို in i live in ဒီဟုတ်တယ်မလားအဲ့လိုမျိုးเนาะ in ဆိုတာအထဲမှာလည်းရတာပေါ့ in the room ဆိုအခန်းထဲမှာဆက်လက်ပြင်ပေါ့เนาะ on ကတော့အပေါ်မှာ to ကတော့ရန်ဖို့အလို့ငါ from ကမှလို့ပြရတယ်နော်မှာ from 7 am to 9 am ဆို9နာရီမှ9နာရီဆက်လက်ပြင်အဲ့လိုမျိုး at ကတော့နိုင်မှာတွင်ွယ်กว่าအချိန်ရဲ့ရှိမှာနိုင်ရဲ့ရှိမှာ at ကိုသုံးတယ်ဒါရရမှာပေါ့ပေါ်ကတော့အတွက်လဲရတယ်ကြာချိန်လဲရတယ်ပေါ် 5hour ဆိုရင်9နာရီကြာ အတွက်ဆိုရင်ကြောအပေါ် you min အတွက်ပေါ့เนาะဆက်သက်ပြင်အဲ့လိုမျိုးလေးရှိတယ် width ကနှစ်အတူ of4 ကဤနီးယားအနီးနားမှာ upf ကတော့ဥမာအ get up တို့ဘာလို့ဆက်သက်ပြင်ပေါ့เนาะအဲအဲ့လိုမျိုးလေးရှိမယ်နောက်က beneath ကအောက်ခြေဒီလိုကအောက်မှာဘာကွာလဲဆိုတော့ beneath below လို့เนาะ over under လို့အဲ့ဒါ ်ဘာကွာလဲဆိုတာတက်တက်ဆရာ YouTube မှာပြတာရှိရပေါ့နော်အဲပြီးမှဟုတ်ပါရဲ့ဆရာအဲ့တော့ဘီနီကြောင်အောက်ကြီးမှာဘီလိုကလည်းအောက်မှာ before ကအပေါ်အဲမတိုင်ခင်ရတယ်ရှေ့မှာရတယ်သူကနှစ်မျိုးရတယ် before the mirror ဆိုရင်မှန်ရဲ့ရှေ့မှာအဲဒါအောင်လို့ရှိရင် before အလာ Monday morning ပေါ့တနေ့လာနေ့မနေ့မတိုင်ခင်အဲ့တော့ before ဒီမတိုင်ခင်ရတယ်အဲရှေ့မှာလို့အဓိပ္ပာယ်ရတယ်ပေါ့နော်နှစ်မျိုးရတယ်ဘိုင်ကတော့သူကအများကြီးပဲဘိုင်ရဲ့အဓိပ္ပာယ်ကလည်းအများကြီးပဲ ဘိုင်းရဲ့နောက်မှာဂျရန်နောက်ပုံစံနဲ့လိုက်ပြီးတော့မှဘိုင်းဂိုးရင်းတို့ဘိုင်းစလီပင်းတို့ဟုတ်လားဘိုင်းစတဒီရင်းတို့ဘိုင်းဟတ်တို့ဘာလို့အဲ့လိုတွေသုံးတယ်အဲ့ကဘိုင်းမီဘိုင်းမိုင်ဆက်ဘိုင်းမီဆိုရင်ငါဘေးမှာပေါ့နော်ဘိုင်းမိုင်ဆက်ဆိုငါကိုယ်တိုင်ဆက်တပြည့်အဲ့လိုများရှိရပေါ့အများကြီးပဲရှိရဘိုင်းကပြီးဘီထရင်းနှစ်ခုကြားနှစ်ယောက်ကြားဘီယွန်အကျော်အလွန်ဂျူရင်းကအတော်အတွင်းပိုပါလဲအကျော်ပေါ့နော်အောက်ထော့ကကျတော့အတွဲလိုက်လीအပြင်ဘက်တို့ဆိုတဲ့အတိတ်ပဲဟိုမှာ I get out of bed ဆိုရင်ကအဲ့ရအပြင်ဘက်ကိုထွက်လိုက်တယ်။ I get out of the room ဆိုရင်ကအခန်းအပြင်ဘက်ကိုထွက်တယ်ပေါ့။အဲ့လိုရတယ်။ လေးရတော့ဆိုတော့လဲလဲအောင်တာ inside အတွင်းထဲမှာเนาะ against ကစန့်ကျင်ယူ after ကပြီး now across ကတခုခုဖြတ်တန်းတာပေါ့အဲ့လိုမျိုးတွေရပါတယ်အော်ဒီကတော့လောလောဆယ် preposition လို့ပြောလိုက်ရင်ဒီကဗျာလေးရနေရမယ်ကွာအဓိကเนาะအဒီကဗျာလေးကို preposition လို့ပြောလိုက်ရင်ပြရမယ်အဲ့တော့ဆရာနောက်တစ်ခေါက်တိုင်ပေးပါ in on to from at for way of ne dia app beneath below before by between beyond be ma tha during over out to lane inside be ma nge within without t and d under upon through by the against after across preposition မှတ်လိုက်တော့ဒါလေးကိုအလွတ်ချက်ထားမယ်အဲ့ဒါကြပြရရသွားပြီဆိုအောက်မှာမပါတာ when as beside as on as due to about since on top of အဲ့ဒါလေးကကြပြမှာမပါတဲ့ကောင်လေးဒါလေးလက်ချက်ထား when ကိုတိုင်ရလဲ preposition ပဲအဲ့ဒါတိရမယ်မြန်မာလိုကဒေါခါလိုသူကအဓိပ္ပာယ်ရတယ် preposition အဖြစ်သုံးရင်အဲ့တော့ when as beside as on as due to about since on top of ဒါလေးလည်းရရမယ်အောက်ကကြပြလေးလည်းရနောက်ဆုံးတစ်ခါဖတ်ပြပါမယ် in order to add power of the nia app you need below before by between beyond be ma thai during over out to le inside be ma nge within without the and and upon through by the against after across preposition ma like ဒါလေးကိုရရမှာပေါ့နော်ဒါလေးတွေတိတိထားရမယ် preposition ဆိုတော့အော်ဒီစကားလုံးလေးတွေပါလားလို့တိထားရမယ် preposition ဘာလို့ခုတင်လဲ where မေးခွန်းနေ when မေးခွန်းနေ how မေးခွန်းနေ how long မေးခွန်းနေကိုဖြေဖို့တင်တာပေါ့ဒါဆိုရမလားဟုတ်ကဲ့ရပါရှင့် ဒါအလွယ်မှတ်တဲ့နီးနော်အလွယ်မှတ်တဲ့နီးဒါ preposition တွေခြားကြောင်းလေးတွေမှာဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တွေ့တဲ့အခါမှာတရားပြောပြမှာပေါ့နော်ကဲဟုတ်ပြီအဲ့ဒါလေးကိုအလွတ်ချက်ထားပါမယ်နော်